အင်္ဂလိပ်လက်ထက်မှာဆရာဆန်ခေါင်းဆောင်တဲ့ဂလုံးတက်သားတွေကိုလက်နဲ့တက်ဆင်ပေးခဲ့တဲ့သူတွေထဲမှာတာယာဝရီနယ်ကိုပြောင်းရွှေ့သွားတဲ့ဒီမင်းကန်ရွာသားတွေပါခဲ့ပါတယ်။မင်းကန်ရွာဟာပခုတ်ကူမြို့နယ်ဆိုရင်15မိုင်လောက်ဝေးပါတယ်။အထက်အညာဒေသဆိုပေမဲ့ဒီရွာမှာနေထိုင်တဲ့သူအများစုကတောင်သူမဟုတ်ကြပါဘူး။ မြန်မာမှုပန်းဆယ်မျိုးထဲမှာပါတဲ့ဗဘဲလုပ်ငန်းကိုပဲအဓိကထားပြီးတော့လုပ်ကင်ကြတာပါအဲကျွန်တော်တို့ဗဘဲစာလုပ်တော့ကတော့တန်ရှားတာပေါ့နော်ဘဝပြည်မှာအခုလိုတန်ရေရိုးဆက်တွေလည်းမရှိဘူးတန်တန်းဆွဲဆက်တွေလည်းမရှိသေးဘူးနိုင်ငံခြားကလာတဲ့တန်ဝင်ပဲကိုကဟောက်ကိုပြီးလောက်ရတာပေါ့အဲကျွန်တော်တို့ရဲ့အဖိုးဖွားတွေလက်ထက်တုန်းကတော့ဒီမှာကြောက်တွေကိုတန်ကြိုးပြီးတော့ကြောက်တွေရဲ့အကြီးကျိုးတွေတန်ထုတ်ပြီးတော့လုပ်ခဲ့တယ်လို့ပြောတာ ပြတ်သားရဲ့ငါပြုတ်တယ်ဘောင်းနေဒီမှာပြတ်ပြတ်ငါချအောင်ပါဟာဘဘဲဆိုတာကတော့မြန်မာလူမျိုးရယ်လို့ထင်ထင်ရှားရှားမပေါ်ပေါက်ခင်ပြုခက်လောက်ကလေးကအစတင်ပြီးတော့ပေါ်ပေါက်နေတယ်လို့သိရပါတယ်မြန်မာရာဇဝင်အလို့ရကတော့တကောင်းခက်မှာဘဘဲလုပ်ငန်းထွန်းကားနေပါပြီ တန်တဲ့တထုတွေကိုလုံလောက်တဲ့မီးပူချိန်ပေးပြီးလိုရာပုံသွင်းရတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်မြန်မာဘရင်များလက်ထက်မှာစစ်သူကြီးတွေစစ်သားတွေကင်ဆောင်ကြတဲ့ဓာလန်ဆရှိတဲ့လက်နက်တွေကိုထုတ်လုပ်ရတဲ့အတက်ပညာဖြစ်လို့လေအဲ့ဒီခေတ်မှာဗဘဲဝင်ဆိုတဲ့ယာဒူးကိုတောင်မှတီးသတ်ခန့်ထားခဲ့ကြတာပါရိုက်ပါလေ တကယ်တော့မြန်မာနိုင်ငံမှာတန်ကိုစနစ်တကျမထုတ်လုပ်နိုင်တဲ့အချိန်ကလေးကဒီရွာကဘိုးဘေးတွေဟာဗပဲလုပ်ငန်းကိုမီယိုးဖလာလုပ်ငန်းတစ်ခုအနေနဲ့လုပ်ကင်ခဲ့ကြတာပါတော်ရဲမှာကြောက်အောင်ရိုင်းနေရှိတယ်အဲ့ဒါကျွန်တော်တို့အဖိုးတွေအဖအတွေလက်ထက်ကပေါ့နော်အဲ့တော့ကတော့ဒီဘာမှပြမတန်းမရှိဘူးလေတော်တော်ရှာတော့အဲ့ဒီကြောက်တွေကိုသူတို့ပြိုးပြီးမှအဲ့ဒီအတန်းထုတ်ယူတယ်လို့ပြောတယ်အခုကျွန်တော်တို့ရွာပြန်သွားမှဆိုရင်အဲ့ဒီလုံတွေထဲမှာထည့်ယူထားတယ်

နေပညာတွေတိုးတက်လာတဲ့ဆိုပေမဲ့လေယာလုပ်ငန်းတွေမှာတော့ဘဘဲဘူကထွက်တဲ့လေယာသုံးပစ္စည်းတွေက နေရာရနေတုံးမှာလေယာလုပ်ငန်းစပြီးဆိုတာနဲ့ဘဘဲဘူကထွက်တဲ့ဆက်သွားကိုတက်ဆင်ပြီးတော့ပေါင်းရှင်းရပါတယ်ဒီမင်းကန်ရွာကထွက်တဲ့ဆက်သွားတွေကိုလေယာလုပ်ငန်းကိုအဓိကထားပြီးတော့လုပ်ကင်တဲ့ AR တိုင်းကမှာယူအသုံးပြုပါတယ်။ ပြန်ပြန်ဟမ်ပြန်ပြန်ဟောပါကြားရအောင်ဇဘာဆိုင်တဲ့နေရာမှာတုံတာပေါ့ဇဘာဆိုင်တဲ့နေရာမှာအဓိကတုံတာပေါ့ဘလို့တုံးတာလဲဘလို့တုံးတာဆိုတုံးရိုက်ပြီးတော့တုံးတာပေါ့ပေါင်းတာဟိုပေါင်းသူပေါင်းတတ်တာပေါ့သူတို့လေခွင်းနဲ့မှာဘာမှမလုပ်ခင်လေးမှာဒီရေထည့်ပြီးတော့ကျွေးနွားနေပေါ့အဲ့ဒါထွန်းတာရက်တာပေါ့အဲ့လိုတတ်တာပေါ့တောင်ကျိုးတောင်ဝေးရပါတဲ့ဆက်သွားကိုလောက်ရမှာတော့ကျွမ်းကျင်မှုကအရေးကြီးပါတယ် ်ဆက်သွားတော့ခုပေါ့ဒီတမ်းမရရင်နေပြီးတော့ဒါတောက်ဖြတ်ပေါ့အဖြတ်ပြီးတော့ဒါလေးကျွန်တော်လုတာတော့မှတ်ပြီးတော့လာဖူဝင်ဝင်ပေါ့လုတယ်ပေါ့ဘောကုံဝင်လုပြီးတော့ဒါကျွန်တော်ဟိုသားနှစ်ယောက်နဲ့ဒါထူတယ်ပေါ့ဒါပဲပေါ့ကျွန်တော်ဒီမှာတော့ဒါအပြားဖြစ်အောင်လို့အပြားပြီးအချောကင်တာတော့အောက်မှာကျွန်တော်ကတော့မကင်ရဘူးပေါ့အဲအောက်ကငေသားတွေကင်တာပေါ့တုံးပေါ်မှာချစ်မဲ့လုတော့မှာညက်နဲ့ ထင်မဲ့လို့တော့မှဂူးဆာရတာပေါ့ဒီဖိုးသားနဲ့အဝင်ကွကြဒါဒီလိုရအောင်သိပြီးတော့ဒါထစ်အောင်လှုပ်ပြတာပေါ့ငလုပ်ပြဒီပေးပေါ်ကြတော့ဒါသူတို့နှလုံးကိုဟန်မူရနဲ့ဟိုကပုံမှန်ဟိုဖြစ်အောင်လုပ်ရတာပေါ့ဟိုညီအောင်နှလုံးတိုင်မင်ကိုက်အောင်ပေးရတာပေါ့ဒီညလူအောင် ြည်ပကနေဝင်လာတဲ့လေယာသုံးပစ္စည်းတွေရှိပေမဲ့လည်းလေသမားတွေရဲ့ရွေးချယ်မှုကတော့ပပဲဘူထွက်ပစ္စည်းတွေပါပဲတရုတ်ကလာတဲ့ဒဇင်တွေတွေ့ဖို့ရတယ်ညင်ဖို့ရတယ်ဓာတ်တွေပါဒါပေမဲ့ဒီကသုံးတယ်လို့ရမကြိုက်ကြဒီပပဲကကိုယ်နိုင်ငံနဲ့ပပဲအလုပ်တာပဲကြိုက်ကြကျွန်တော်တို့ကဒီဓာတ်ရောဒဇင်ရောကျွန်တော်တို့ရွာတရွာတဲ့အနေနဲ့အဓိကကျွန်တော်တို့အုတ်စုပေါ့လေအုတ်စုဆိုရတဲ့မှာတော့ကျွန်တော်တို့ရွာအဓိကပါပဲအများဆုံးပါဂျန်တဲ့ရွာတော့ပပဲဘူနဲ့ပါတယ်အဲကျွန်တော်တို့ဒီ မြန်မာနိုင်ငံတနန်တရားမှာရှိရဒီအထက်ပိုင်းရောအောက်ပိုင်းရောဒီတောင်ပေါ်ဒေသတွေကအစကျွန်တော်တို့ရွာနေပြီးတော့အကုန်လုတ်ပြီးတော့ပို့ပေးနေတာပါဒဇင်ကတော့ဘဘဲလောက်ရမှာနည်းနည်းလက်ဝင်တယ်လို့ပြောလို့ရပါတယ်ဒဇင်တစ်ချောင်းဖြစ်ဖို့ကဘဘဲဖို့တစ်ခုတည်းနဲ့မလုံလောက်ပါဘူးဘာလို့လဲဆိုတာကတော့သူကအသွားဖော်ရသေးလို့ပါ မင်းငယ်ရွာသားကိုလှကျော်ဦးကတော့ဘဘဲမလုပ်ပါဘူးသူသားဘဘဲဝင်လုပ်မယ်ဆိုရင်မင်းငယ်ရွာမှာဒဇင်းကြီးကိုအသွားဖော်ပေးမဲ့သူနဲသွားပါလိမ့်မယ်ကျွန်တော်အခုဒီလိုတစ်စင်းလေးကြတော့ဖိုးလေးကဖိုးလေးလေးကလာပို့တာပေါ့ဗျာဒီနေ့ကြတာဟာဒီနေ့80ဆို80 90ဆို90ကျွန်တော်အဲ့ဒါစိတ်ပြီးရတာပေါ့အခုလိုအစားဆုံးအဆင်ရတော့ခေါင်းဆင်ပြီးရတာပေါ့ ဒုတိယအဆင့်ကတော့အသွားဖော်အသွားဖော်ပြီးရင်သူတို့တခါပြန်ယူပြန်ယူခေါ်တဲ့ကြောင့်သူတို့အဆင့်ကျော်ပြီးတခါအောက်ပိုင်းနေဖို့လားဘာသူ့နေနေသူပေါ့ဒါကောင်တလက်ဖြစ်ဖို့တန်ကောင်းဖို့လိုတယ်လို့ဟူစရာရဲ့ကြွန့်ကျင်မှုကလည်းလိုပါတယ်အရေးကြီးဆုံးနေရာကတော့ဆေးတဲ့နေရာအရေးကြီးတာပဲသူကဆေးတဲ့နေရာဆေးသားတင်တဲ့နေရာ မိအယူနဲ့သွားလို့ရှင်သူကဟိုစေသားမတက်လာတဲ့အတွက်တန်ပြော့ပြော့တော့ခုတ်တဲ့နေရာမှာသူကတိတ်အဆင်မပြေတော့အသွားတွေကလိတ်သွားတာပေါ့နော်ညံညံလဲအသွားတွေကတုံးလွယ်တာပေါ့ကြာကြာပြတ်မနေဒါစေးတဲ့နေရာကမိယူတာများသွားလို့ယနေ့တာများသွားလို့ရှင်လဲအဲတစ်ချက်တစ်ချက်ခုတ်လို့ရှင်ပဲ့ထွက်သွားရဲ့သူကစေးတဲ့နေရာအသေးအရေးကြီးတာပေါ့အဓိကသူပါပဲဒီလိုမျိုးစေးတဲ့အဆင့်ကိုရောက်ဖို့အတွက်တန်ရိုင်းဘွားကနေ အဆင့်ဆင့်ဖြတ်ကျော်ရပါတယ်50သားရှိတဲ့ဒါတစ်ချောင်းကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်အတန်အရိုင်းကို55ကျပ်သားနဲ့60သားကျပ်မှာဖြတ်ရတယ်သူက50သားတင်နေတာကိုဖြတ်တဲ့အခါကျအဲ့မှာတန်ကိုအရိုင်းကိုဖြတ်ဖြတ်ပြီးမှကျွန်တော်တို့တန်ဖြတ်သူနဲ့ဖြတ်တာပေါ့ဖြတ်ပြီးကညမှာအဲ့ဒီတန်ကိုကျွန်တော်တို့ကဒီပိုတဲ့ကိုမိရဲမှာထည့်ဖို့တော့ပါတော့အဲ့ရရဲပြီဆိုမှကျွန်တော်ဒီကဒူ၃ရောက်ပေါ့၃ရောက်ကဝိုင်းပြီးတော့ဒူးနဲ့ထုဘောကဘယ်ဆရာညှက်ကြင်ပေါ့ အဲ့လိုထုယူပြီးတော့မှဒီအပေါ်ကနေပြီးတော့သူကဒီဓာအကျန်းပြီးသွားပြီပြီးသွားတဲ့ခါကျတော့တခါကျကျွန်တော်ဒီအောက်မှာဒီအချောက်ကြိုက်ပြီးတော့ချောတာပေါ့နော်ကျွန်တော်တို့ဒီဘယ်ကိုခေါ်လဲဆင်းနေခေါ်တာပေါ့အဲ့သူဒီရောက်အဲ့သူကမှဆင်းပြီးဆိုတော့တခါတတိနဲ့ပုတ်တယ်လို့အနောက်လို့အသွားတို့ခေါင်းတို့အဲ့ဒါလေးကိုချောအောင်ပုတ်တယ်လို့ဒီအဲ့အဲ့ဒါအဲ့ဒီလူကပြီးလို့ရှိရင်ဒါအသွားလိတယ်ဆိုပြီးတော့အသွားကိုကျွန်တော်တို့ကြိုက်သွားတဲ့ကျွန်တော်လေးတန်းခေါ်တာပေါ့ တွင်ကုန်တွေဝါရီသုံးတဲ့တန်မျိုးတွေပေါ့တွင်သွားသုံးတဲ့တန်မျိုးတွေပေါ့အဲ့ဒါနဲ့အသွားကိုသူကညီအောင်ပေါ့နော်ညီလဲညီအောင်ပါလဲပါအောင်သူကညှိပြထိုးပြတာပေါ့တခါအဲ့ဒါပြီးတော့မှတခါဒီမဲနေတဲ့ဒါဘေးကဘပြင်းခေါ်တာပေါ့နော်ဒါဘေးနှစ်ဖက်ကိုမဲနေတာတွေတော့ခါဖြူအောင်ပြောပြန်တိုက်ယူရတာအဲ깟သွားနေပဲတိုက်ယူရတာအဲ့ဒါတွေအကုန်ပြီးပြီဆိုတော့မှတခါသူ့ကိုသေးသားတင်နေဆိုပြီးတော့သေးသားတင်တယ်ဆိုတော့ဒီရေတဲ့ကိုမိတဲ့ဖုတ်ပြီးတော့ ရေထဲကိုကိုလိုတဲ့အတိုင်းတာနဲ့ပေါ့လေးတန်ဆိုလို့ရှင်လဲလေးတန်ဆိုရင်ပဲအနေထားတော့မှတော်မယ်ပေါ့နော်အဲတခြားကြိတ်တန်အမှားဆိုလို့ရှင်လဲအပဲအနေထားတော့မှတော်မယ်ဆိုသူအရေထဲကိုနှိပ်ပြီးတော့ဆေးပြတာပေါ့ဆေးသားတင်တာပေါ့တော့ဒီမှာအပူချိန်တွေဘာတွေရောအတိုင်းစီအောင်ရှိတော့ခမန့်ကြီးပဲပေါ့ဒါလည်းအဆင်ပြေပါတယ်အဲနောက်အဲ့ဒါပြီးမှတခါကျွန်တော်တို့ကဒီအသွားလေးကိုဒီသွေးမဲ့နေရာလေးကိုသွေးရောက်ဖွင့်နေဆိုဖြွေတော့ကိုဘက်နဲ့တိုက်ပေးရတာတိုက်ပေးပြီးရင်တခါအဲ့ဒီရပြီးဆိုရတဲ့တန်ကြီးမလိုက်အောင်ကျွန်တော် ဒီ policy ပေါ့နော်အဲ့အစီနဲ့တုတ်တုတ်ပြီးသားပြီးသွားပြီတာပြီးလို့ရှင်ကိုကမားတဲ့နေရာကိုလိုသူတို့လိုတဲ့အချောင်းကြီးအရေးတွက်နဲ့ကျွန်တော်ထုတ်စီပြီးတော့တင်းဖို့တော့တာစတီဓာတွေကထင်းခွဲဖို့အဆင်မပြေသလိုပြပကဒဇင်းကိုလည်းလေသမားတွေကမကြိုက်ကြပါဘူးဒါကျွန်တော်တို့ဘယ်ဘက်လုံကအနေနဲ့တော့ကြောက်မသွားကြောက်မသွားတနေ့တနေ့တိုးတောင်တိုးသေးတယ်အဲဒီဒဇင်းတွေဆိုတအားပူရတာ အအဆင်မပြေရှိရဆိုတော့အလုတ်သမားပုံမှာအဆင်မပြေရှိရပေါ့ဒီပစ္စည်းပုံမှာတော့ဖြုတ်ရတယ်လို့မရှိဘူးသူကတိုးတာလာရှိရပဲကျွန်တော်အခုလက်တွေလှုပ်လာကနေပေါ့နော်သူတို့ဟိုမှာအခုမိုးတန်လေတန်နဲ့ပေါ့လေအခြေအနေမပြေလို့ဟိုအခိုက်အတန့်ဆိုတော့အကြောင်းတမျိုးပေါ့သူတို့ဒီမှာအကျွန်တော်တို့ဒီသူတို့မှားတဲ့အချိန်သူတို့ကလိုတဲ့အချိန်မှားရင်ကျွန်တော်ကတော့ရောက်ရောက်လှုပ်ပြရတာရော့တယ်လို့ကနေပါလေ တချို့မြန်မာမှုလုပ်ငန်းတွေမှာဈေးကွက်ဝေစုနည်းနေပေမဲ့လည်းဗဘဲလုပ်ငန်းကတော့ပြည်တွင်းလိုအပ်ချက်တွေကြောင့်ခိုင်ခိုင်မာမာယက်တီနေနိုင်သေးပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ